အမေရိကန် Lockheed Martin ကုမ္ပဏီကထုတ်လုပ်တဲ့ကမ္ဘာပေါ်မှာခက်မီဆုံးတိုက်လေရင်လို့ကြွေးကြော်ထားတဲ့ F35 Lightning II တွေကို sorry ကိုရောင်းဖို့ Trump ကထောက်ခံထားပါတယ် F35 ဟာ Stealth လို့ခေါ်တဲ့ရေဒါပျောက်တိုက်လေရင်တစ်မျိုးပါလက်နက်တွေကိုကိုယ်ထဲထဲမှာတယ်ဆောင်ပြီးတော့အားကောင်းတဲ့အာရုံခံကိရိယာတွေကွန်ပျူတာစနစ်တွေကြောင့်ရန်သူကိုအရင်မြင်နိုင်အရင်ပစ်ခတ်နိုင်သလိုလိုအပ်ရင်ပျောက်ကွယ်သွားနိုင်စွမ်းရှိနေပါတယ်အဓိကအမျိုးအစားကတော့၃ခုရှိပါတယ် F35A ကတမယိုးကျပြေးလည်နေတဲ့အတွက်ဖြစ်ပါတယ် F35B ကတော့ ဒေါင်လိုက်စဉ်သက်နိုင်ပြီးတော့ပြေးလန်းတူတူလေးကနေပြန်တက်နိုင်ပါတယ် F35 C ကကြတော့ဒင်းဒင်းသမောတွေမှာတုံးနိုင်ပါတယ် Israel ကတော့ F35 I Adia လို့ခေါ်တဲ့သူတို့နိုင်ငံတို့ကတီးတန့်မွမ်းမံထားတဲ့အမျိုးအစားကိုတုံးပါတယ် American C ကနေဒီလေရင်ဝယ်ခွင့်ရတာကအထူးခွင့်ရေးဖြစ်ပါတယ် American ဥပဒေအရ Israel မှာအရေးသွေးပိုင်းဆိုင်ရာစစ်ရေးတာလုံမှု qualitative military edge ရှိနေဖို့အတွက်အရှိလေပိုင်းမှာ Israel တနိုင်ငံတည်းကိုပဲမူလကဒီလေရင်ပိုင်ဆိုင်ခွင့်ပေးထားတာပါ အင်းဒီဂျန်နိုင်ငံတွေတဲ့အစ္စရေးကအမြဲတမ်းလက်နက်အင်အားတာလုံနေရမယ်ဆိုတဲ့သဘောတရားပါဝါရှင်တန်ကိုလာရောက်လည်ပတ်တဲ့ခီးစဉ်တွေမှာ MBS လို့အများသိတဲ့ sorry အင်ရှစ်ဇန်မိုဟာမက်ဘင်ဆာမန်က F35 တိုက်လေယာဉ်48စင်းအထိဝယ်ယူဖို့ transi ကနေထောက်ခံမှုရခဲ့ပါတယ် sorry ကဒီလေယာဉ်ကိုလိုချင်နေတာကြာသွားပြီလိုချင်ရတဲ့အဓိကအကြောင်းရင်း၃ချက်ရှိပါတယ်နံပါတ်၁ကဂုံသိက္ခာနဲ့အစံတန်းဖြစ်ပါတယ် F35 ပိုင်နေဆိုတာဟာအမေရိကန်ရဲ့အရင်းနှီးဆုံးနဲ့အယုံကြည်ရဆုံးမိဖက်နိုင်ငံဖြစ်ကြောင်းပြသရောက်ပါတယ် နံပါတ်2ကတော့အရန်အတားကောင်းရသွားတာပါ။အီရန်နဲ့တင်းမာမှုတွေ၊ဂျီမင်ပဋိပက္ခတွေနဲ့အနာဂတ်မရေရာမှုတွေကြောင့်ဒီလိုနည်းပညာမြင့်ရေဒါပျောက်လေယာဉ်မျိုးတွေပိုင်ဆိုင်ထားတာဟာအင်မတန်တန်ဖိုးရှိပါတယ်။နောက်ဆုံးတစ်ချက်ကတော့အမေရိကန်စနစ်တွေနဲ့နီနီကတ်ချိတ်ဆက်နိုင်စွမ်းရှိလာတာဖြစ်ပါတယ်။ F35 တွေတုံးမယ်ဆိုရင်အမေရိကန်ရဲ့လေ့ကျင့်ရေးပြုပြင်ထိန်းသိမ်းရေးထောက်လန်းရေးကွန်ရက်တွေနဲ့နက်နက်ရှိုင်းရှိုင်းချိတ်ဆက်ခွင့်ရသွားမှာဖြစ်ပါတယ်။ဒီနေရာမှာပြဿနာတော့ရှိနေပါတယ်။ပထမပြဿနာကအစ်စရေးနဲ့ မျိုးဆက်တူရေဒါပြောက်တိုက်လေမျိုးစော်ဒီကိုဝယ်ခွင့်ပေးလိုက်မယ်ဆိုရင်အစ္စရေးအမြဲတမ်းခြေတလန်းတာနေရမယ်ဆိုတဲ့မူဝါဒထိခိုက်သွားနိုင်ပါတယ်ဒုတိယတစ်ချက်ကတော့အမေရိကန်ရဲ့စောင့်ကြည့်ထိန်းချုပ်မှုနဲ့လူ့ခွင့်ရေးကိစ္စပါယီမင်စစ်ပွဲမှာပါဝင်ပတ်သက်မှုနဲ့သတင်းစာဆရာဂျမတ်ခါရှော်ဂီအသက်ခံရတဲ့ကိစ္စတွေကြောင့်စော်ဒီကိုလက်နက်ရောင်းချတာကန့်သက်ဖို့အမေရိကန်ပါတီကြီးနှစ်ခုစလုံးကစူးစမ်းခဲ့ကြပူပါတယ်တတိယအချက်ကတော့တရုတ်နဲ့နီးပညာလုံခြုံရေးပါ ပင်လယ်ဝက်နိုင်ငံနေနဲ့တရုတ်ကြားကစီရင်တဲ့နှီးပညာဆက်ဆံရေးခိုင်မာလာတာကြောင့် F35 ရဲ့နှီးပညာလှည့်ဝက်ချက်တွေကိုပေါက်ကြားမှာအမေရိကန်တာဝန်ရှိတွေကစိုးရိမ်ကြပါတယ်။အဲဒါကြောင့် UAE ကို F35 ရောင်းဖို့အစီအစဉ်ပြတ်သွားခဲ့မှုပါတယ်။အခု sorry ပေါ်မှာလည်းအလားတူစိုးရိမ်မှုရှိနေပါတယ်။တကယ်လို့ sorry F35 အယောင်းဝယ်တာဖြစ်လာခဲ့ရင် sorry အေရဟာဒေတာရင်းစစ်အင်အားကြီးနိုင်ငံဖြစ်လာမှာဖြစ်လို့အရှေ့လေပိုင်းမှာအမေရိကန်ရဲ့ဆက်ဆံရေးဟန်ချက်ညီအောင်ထိန်းချုပ်မှုမှာအရွေးတစ်ခုရှိလာတော့မှာဖြစ်ပါတယ်။ ွန်ဂရက်လွတ်တော်ဒါမှမဟုတ်နောင်တက်လာမဲ့အမေရိကန်ဆိုးရွားတွေကဒီရောင်းချရေးကိုဟန်တားတာမျိုးနှောင့်နှေးအောင်လှုပ်လာမျိုးတွေလည်းရှိလာနိုင်ပါတယ်။ဒါမဲ့လက်တလုံးမှာတော့အယောင်းွယ်ဖြစ်ဖို့ကလမ်းကြောင်းပေါ်ရောက်သွားပြီလို့ပြောလို့ရပါတယ်။ Thank you very much, everybody.